စော်စီနန်းရဲ့ပွဲမှာဒီလင်းနဲ့ဒိုဂူရဲ့လောရက်တွေကိုအပြတ်ခိုင်းနေကြတဲ့ United ပြိုင်သက်များပြိုင်သက်များလုံးမဲမိအောင်များတင်လိုက်ဖော်ပွားရှိုးစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မန်ချက်စတာနိုက်တက်ပြိုင်သက်တွေဟာစော်စီတက်ကိုအနိုင်ရရှိခဲ့တဲ့ယူပါလိပွဲစဉ်မှာအသင်းရဲ့နောက်ခံကစားသမားတွေဖြစ်ကြတယ်ဒီလင်းနဲ့ဒိုဂူရဲ့စွမ်းဆောင်ရည်တွေရောသူတို့ရဲ့လောရက်တွေအပေါ်ကအတော်လေးကိုသဘောကျနေကြပါတယ် United အသင်းဟာယူပါလိ 16သင်းရှုံးတွမ်းအဆင့်ဒုတိယကျောပွဲအဆင့်အဖြစ်စပိန်ကလပ်ရီယယ်ဆိုစီတက်ကိုအိမ်ခွေးမှာအခက်ကစားခဲ့ရမှာ၄ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ United အနေနဲ့စပိန်ပြည်မှာတင်ရလဲထွက်ပေါ်ခဲ့တာကြောင့်ဒုတိယကျောအိမ်ခွေးပွဲအဆင့်မှာနောက်တစ်ဆင့်တက်ရဖို့အတွက်အခွင့်အရေးပုံမများပြားခဲ့တာဖြစ်ပါတယ်။ United အသင်းဟာပရိသတ်တွေထင်မှန်ထားသလိုပဲဆိုစီတက်အသင်းကိုခြေအသားကစားကွက်အသားနဲ့ဂိုးပြတ်ခြေပြတ်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ United အနေနဲ့ပွဲချင်းဆယ်မိနစ်ဝင်းချင်းမှာလည်းဒီလရဲ့အမားကနေပနာလီပေးခဲ့ရပေမဲ့လည်းအမနေ့အကြာမှာလည်းပနာလီပြန်ရခဲ့ပြီး Bruno Fernandes ကအဆုံးသတ်ပေးခဲ့တာကြောင့် Prime ပြီးမှာတော့ဝမ်းဝမ်းနဲ့ဖလန်ဖလန်ဖြစ်ခဲ့ရ ပါတယ်ဒုတိယပိုင်းကတော့ United တို့ရဲ့ပွဲဖြစ်ခဲ့ပြီးပွဲချိန်မိနစ်90နဲ့ပွဲချိန်89မှာ Bruno Fernandes ကသွင်းကိုနှစ်ဂိုးနောက်ကျင်အချိန်မှာ Dalot ကနောက်ထပ်သွင်းကိုတစ်ဂိုးထပ်ပြန်သွင်းယူပြီး United တို့ရဲ့အနိုင်ကိုပြတ်သားစေခဲ့ပါတယ် United ဟာဒီနေ့ပွဲမှာတပွဲလုံးနှိပါဖိအားပေးကစားထားနိုင်ခဲ့ပြီးဂိုးပေါင်းချင်းချောက်မှု25ကျင်းတိတော့ပြုလုပ်သွားနိုင်ခဲ့တာဖြစ်ပါရင်ဒါအပြင် Bruno ကာနာချိုဆန်စီဝိုင်လန်အစရှိတဲ့တိုက်စစ်ပိုင်းကဇာသမာတော်တော်များများခြေစွမ်းပြနိုင်ခဲ့တဲ့ပွဲလို့ပြောရမှာဖြစ်ပါရင်ပွဲပြီးမှာယူနိုက်တက်ပရိသတ်တွေကပွဲရလတ်အပြင်ဒီလေးနဲ့ဒေါ်ကူတို့ရဲ့အပြုတ်မှုနှစ်ခုကိုအတော်လေးထိကျူးသွားခဲ့တာဖြစ်ပါရင်ဒီလေးကပွဲချင်း၈မိနစ်မှာအော်ရာဆယ်ဘေကိုတားဆီးဖို့ကြိုးစားရင်းနဲ့ဆိုစီတက်ဘက်ကိုပယ်နယ်တီပေးတယ်လို့ဖြစ်ခဲ့ပါရင်ဒါပေမဲ့ဒီဖြတ်ထုတ်မှုဟာမရဒဆအနေထားဖြစ်ပြီး50-50ဖြစ်တာကြောင့်ကွနဲ့တိုင်အနေနဲ့မပေးလဲရတဲ့အနေထားမျိုးဖြစ်ပါရင်ဒီလေးကသူ့ကြောင့်ပယ်နယ်တီပေးခဲ့ရပေမဲ့လက်စားပြန်ခြေဖို့ကိုတော့မမေ့ဘူးလို့ပြောရမှာဖြစ်ပါရင်ပွဲချင်း၃မိနစ်မှာပွိုင်လန်းကိုဖြတ်ထုတ်ဖို့ကြံခဲ့တာကြောင့် United ပနတီရချိန်မှာလည်း delay ရဲ့အဖြစ်ပြက်နဲ့ဆင်တူနေပါတယ်ဒီပနတီဟာလည်း50-50အနေထားဖြစ်မဲ့ကိုနေတိုင်းကတော့ United ဘက်ကိုပနတီပေးခဲ့တာဖြစ်ပါတယ်ဒီအချိန်မှာ delay ဟာဆိုတဲ့ကစားသမားတွေကိုတွားပြီးတော့လောင်ပြောင်ခဲ့ပြီးကာမာဆိုပြီးပြောဆိုခဲ့တာကိုရုတ်တံမှတ်တမ်းတွေရမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဒီလေးအနေနဲ့သူ့ကြောင့်ပနတီရတဲ့အချိန်တုန်းကသူ့ကိုဆရာလုံးတဲ့ဆိုတဲ့ကစားသမားတွေကိုပြန်လည်လောင်ပြောင်သွားခဲ့တာဖြစ်ပါတယ်ဒုက္ခကလည်းဒီနေ့ပွဲမှာထူးထူးခြားခြားပဲသူ့ကြောင့်ရရှိတဲ့ပနတီတစ်လုံးကိုပနတီမဟုတ်ကြောင်းရှင်းပြသွားခဲ့တာဖြစ်ပါတယ်ဒုက္ခကပွဲအချိန်မိနစ်80ဝန်းကျင်မှာ ဧရိယာတွင်ဘောလုံးဆွဲဝင်မှုစ조사ရင်းနဲ့ထရာရီရဲ့ဖျက်ထုတ်ခြင်းကိုခံခဲ့ရပါတယ်။ဒီချိန်မှာကွင်းလက်တိုင်ကယူနိုက်တက်ဘက်ကိုပတန်လီဖြင့်တတ်မှတ်ပေးခဲ့ပေမဲ့ဒေါ်ဂူကကွင်းလက်တိုင်နဲ့သွားပြီးဒါပတန်လီမဟုတ်ကြောင်းထရာရီအနေနဲ့ဘောလုံးကိုထိမှန်ခဲ့ကြောင်းရှင်းပြခဲ့တာဖြစ်ပါတယ်။ဒေါ်ဂူရဲ့အာကစားသမားပီတာရဲ့စိတ်ဓာတ်ဟာတကယ်ကိုလေးစားမစရာကောင်းပါတယ်။ ရတဲ့ပြည်ထောင်စုကလည်းဒီအခိုင်အတန့်တွေကိုရုတ်တံမှန်တန်းတွေမှာတရားမြင်တွေ့ခဲ့ရပြီးသူတို့ရဲ့ခံစင်မှုနှိုးစလုံးကိုချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ပြည်ထောင်စုကဒီလေးဟာအတော်လေးကိုချစ်ဖို့ကောင်းတဲ့သူပါ။သူ့ကြောင့်ပြည်ထောင်စုရတော့ကလောင်ပြောင်းခဲ့တဲ့ဆိုတဲ့ကစားသမားတွေကိုပြန်ပြီးတော့လမ်းစားချေဖို့မမေ့ခဲ့ဘူးဆိုပြီးပြောဆိုသွားခဲ့ပါတယ်။အခြားပြည်ထောင်စုကလည်းဒီလေးဘာပြောလိုက်လဲဆိုတာကျွန်တော်သိချင်ပါတယ်။ရုတ်တံမှန်တန်းတွေရာကြည့်မယ်ဆိုရင်ကာမာလို့တရားဖို့ပြောလိုက်တယ်ဆိုတာသိကြပါတယ်ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အခြားပြည်ထောင်စုကတော့ ဒုက္ခအနေနဲ့အခုလိုအချိန်မျိုးမှာပန်နယ်တီမဟုတ်ဘူးဆိုပြီးညင်တာကောင်းပါတယ်ဒါပေမဲ့အသင်းအနိုင်ရရင်တော့မသိချင်အောင်ဆောင်လိုက်တာပိုကောင်းနေမယ်လို့ပြောဆိုသွားခဲ့ပါတယ်အခြားပရိသတ်တို့ကလည်းဒုက္ခနေရာမှာတခြားကစားမဆိုလို့ရှိရင်တော့ပန်နယ်တီကိုညင်းဆန်ပါမလားကျွန်တော်တို့နားမလည်နိုင်ဘူးဘာဖြစ်လို့ဒီကောင်လေးဟာတကယ်ကို professional ဆန်တဲ့ကောင်လေးပါပဲဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်နောက်ဆက်တော့တက်ရောက်သွား United အနေနဲ့ quarter final အဆင့်မှာ ပြင်းထန်ကလန်လိုင်လီနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါရင် United အနေနဲ့ DR ဒီမှာမျှော်လင့်စရာဆိုဖလားဆိုလို့ယူပါလီတစ်ခုသာကြံရှိတော့တာဖြစ်ပါရင် United တို့ယူပါလီဖလားကြီးကိုစုခိုးသွားနိုင်မလားပြည်သက်ကြီးကဘယ်လိုများထင်မြင်မိပါသလဲ comment မှာဝင်အောင်ဆွေးနွေးပေးသွားလို့ရပါရင်